ရန်ကုန်တမြို့လုံးရဲ့အသက်တွေကိုစောက်ကင်ထားတဲ့လှော်ကားရေလောင်ကန်ကြီးဒါကတော့ရန်ကုန်တမြို့လုံးရဲ့အသက်တွေကိုစောက်ကင်ထားတဲ့လှော်ကားကရေလောင်ကန်ကြီးပဲဖြစ်ပါရည်လှော်ကားရေလောင်ကန်ကြီးကို1900ပြည့်နှစ်ခရေကတည်ဆောက်ခဲ့တာဖြစ်ပြီးတက်တန်းအဖြစ်နှစ်ပေါင်း100ကျော်လုံးနေပြီဖြစ်ပါရည်ဒီကန်ကြီးဟာဆိုရင်တော့ရန်ကုန်မြို့ရဲ့မြောက်ဘက်18မိုင်ခန့်กว่าမှာတည်ရှိနေပြီးတာရုကန်ဇေရီနီးမှာရှိတာကြောင့်လေတာရုကန်လို့လည်းခေါ်ကြပါသေးတယ် 1900ပြည်နှစ်ကလေးကတည်ဆောက်ခဲ့တယ်လို့ဆိုပေမဲ့၄နှစ်ကြာ1904ခုနှစ်အရောက်မှသာရန်ကုန်တမြို့လုံးကိုစတင်ရေးပေးဝင်နိုင်ခဲ့ပြီးဒီကနေ့ထိအဲရီကန်ဂျီယာရေရေကြောင့်သာရန်ကုန်သားတွေအသက်ရှူချောင်းနေကြတာဖြစ်ပါတယ်။လော်ကားကန်ဂျီယာဆိုရင်တော့မြေသားတမန်မျိုးစားဖြစ်ကစတင်တည်ဆောက်စဉ်ကတိတ်တီးမှုရအောင်လို့စင်နဲ့နင်းကကြိတ်ခဲ့တယ်လို့လည်းဆိုပါတယ်။ ကံရီမျက်နှာပြင်ဧရိယာ၄ဒသမ၄စတူရမ်မိုင်နဲ့ကံရီတောက်ဧရိယာ၁၀ဒသမ၅စတူရမ်မိုင်ရှိနေပြီးရေကာလန်တန်ပေါင်း၁၂၀၀ခန့်ကိုတိုးလောင်ထားနိုင်တာဖြစ်ပါတယ်။ဒူဖော်ဆောက်လုပ်တဲ့နေရာမှာလည်းအရိခေခါယကုန်ကြစည်အသက်သာဆုံးလို့ဆိုကြတာပါ။ရေပေးဝေနိုင်မှုပမာဏကလည်းတရက်ကိုဂါလန်၁၄တန်ရှိခဲ့ပါတယ်။ရေပေးဝေရေလမ်းကြောင်းကိုကြည့်မယ်ဆိုရင်လည်းအရိချိန်ခါကအရှိဆုံးလမ်းကြောင်းဖြစ်ခဲ့တာပါ။အချင်း၄၂လမ်းမှာရှိနေတဲ့ရေပိုးပိုက်တွေနဲ့ရန်ကုန်မြို့တွင်းကိုဆက်သွယ်ထားတာဖြစ်ပါတယ်။ ရေပိုးပိုင်လမ်းကြောင်းကတော့အခုဦးချင်မောင်လမ်းနဲ့ဖိုးစိန်လမ်းစုံမှာနှစ်လိုင်းခွဲထွက်သွားပါတယ်။တလိုင်းကတော့ဦးချင်မောင်ဗညာတလတိမ်ပြူလမ်းတစ်လျှောက်ကနေဘိုးကြုံလမ်းထိဆက်သွဲထားပြီးရန်ကုန်မြို့ရဲ့အရှေ့ပိုင်းဒေသတွေကိုရေပေးဝေပါတယ်။ဒုတိယလိုင်းကတော့ဖိုးစိန်လမ်းတိုင်းသွားပြီးရနောက်အဲရီချိန်ကဖိုးစိန်ရေတွင်ဆက်ရုံကိုရောက်တာပါအဲရီကနေပြီးတော့ရွှေတကောင်ဖျားရေလောင်ကန်ကိုဆက်သွယ်ထားတာဖြစ်ပါတယ်ဆက်သွယ်ထားတဲ့ရေပိုးပိုင်လိုင်းကတော့အချက်28လမ်းမှရှိတာပါ ရွှေတကောင်ဖျားရေလောင်ကန်အထွတ်မှာဆိုရင်လေပိုင်းလိုက်နှစ်လိုက်ခွဲထွက်သွားပြန်ပါတယ်။တခုကတော့ရွှေတကောင်ဖျားလန်းတလျှောက်အတွေ့တန်းထားကရန်ကုန်မြို့ရဲကိုရှေးပေးဝေပြီးနောက်တစ်လိုက်ကတော့ဦးထောင်ဘိုလန်းကနေပြီးဘန်ဆိုရန်လန်းတလျှောက်ဆက်သွယ်ထားတာဖြစ်ပါတယ်။ဒါကြောင့်လော်ကားရေလောင်ကန်ကြီးဟာဆိုရင်တော့ရွှေတကောင်ဖျားလန်းဘန်ဆိုရန်လန်းနဲ့တင်ပြူလန်းတွေကနေနေရာသုံးခုခွဲကရန်ကုန်မြို့ရဲကိုရှေးပေးဝေနေကြတာဒီနေ့ချိန်ထိပဲဖြစ်ပါတယ်။ 1909ခုနှစ်မှာဆိုရင်တော့လော်ကားကန်ရဲ့ရေဖြန့်ဝေရပိုင်လိုင်းတွေရေဖိအားမလုံလောက်တာကြောင့်ရေကူးရေတောဆက်ယုံတွေကိုတိစောက်ပါတယ်။ကြောင်မီသွေးလောင်စာသုံးရေနှွေးငွေအင်ဂျင်ရေတောဆက်၆လုံးတက်ဆင်ပြီးတော့ရွေတကုံဖျားရေလောင်ကန်ကနေတဆင့်ရေပေးဝေခဲ့ကြပါတယ်။ဒါအပြင်ရန်ကုန်မြို့ရေပေးဝေရေမှာအချက်ချာကြတဲ့လော်ကားကန်ကြီးရဲ့ရေတိုလောင်နိုင်မှုယောနေမသွားစေဖို့အတွက်ဖူးကြီးရေလောင်ကန်ကိုထပ်မံပြီးတော့တိစောက်ခဲ့ပါတယ်။ လက်ရှိချိန်မှာဆိုရင်တော့လော်ကားရှီလောင်ကန်ကြီးရဲ့ရေဖို့ပိုင်လိုင်းတွေဟာနှစ်ပေါင်းထရာဝန်းကျင်လောက်ကြာနေပြီဖြစ်လို့တချို့နေရာတွေမှာပြုတ်ပြင်ထိမ့်သိမ်းမှုတွေပြန်လည်လှုပ်ဆောင်ကြရတာဖြစ်ပါတယ်။နှစ်ကာလကြာမြင့်လာတာကြောင့်ကန်ကြီးရရေစိမ့်ထွက်မှုပမာဏများလာတယ်လို့ရေလောင်ကန်အင်ဂျင်နီယာတွေကဆိုပါတယ်။ရေယုံစိမ့်မှုအတွက်မကြာခဏပြုတ်ပြင်ပေးနေပြီးတော့လော်ကားကန်ရဲ့ရေယူအဆောက်အအုံဟာဆိုရင်တော့လက်ရှိချိန်ထိအသုံးပြုနေစေဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရော ဒလိုရန်ကုန်တမျိုးလုံးကိုရေချိုးကျေးစုပြုနေတဲ့တာရုကန်သူမဟုတ်လော်ကားရေလောင်ကန်ကြီးကိုရောက်ပူးကြသလားဆိုတာအောက်ကကောမန့်လေးမှာပြောပြပေးခဲ့ပါအောင်ရှင်။ရွှေဘူ channel ကိုအမြဲတမ်းချစ်ခင်အားပေးလို့ကျေးဇူးပါပြန်လည်ဆုံတွေ့ကြမယ်နော်။